မင်္ဂလာပါလို့ယေရှုခရစ်တော်ဖခင်ရဲ့နာမတော်အဖြစ်နှုတ်ခွန်းဆက်သက်လိုပါတယ်။နှုတ်ဘတ်တော်ကိုအခြေပြုပြီးတော့ခွန်အားပေးလိုပါတယ်။သင်ပွားအသက်တာမှာသင်ပျက်စီးခြင်းလားသင်ပွားအသက်တာမှာသင်ချမ်းသာခြင်းလားဆိုရက်ကောင်းစဉ်အဖြစ်ဖော်ပြလိုပါတယ်။နှုတ်ဘတ်တော်အတွဲခဏလောက်ဆွတောင်းကြအောင်။ယေရှုမြတ်တော်ရှင်ဖခင်ဂရရှင်ယေရှုတော်ကိုအထူးပင်ချီးမွမ်းပါတယ်။ ရရှင်ပေးတော့အချိန်တိုင်းလက်ရှင်ကွင်းပေးတော့အသက်တာဝရှင်ဖဖျားရဲ့နှုတ်ကပတ်တော်အားဖြင့်ရှင်ခြင်းခွန်အားယူသည့်အခါမှာတိဆောက်ခွန်အားယူနိုင်ရသောဝိညာဉ်စုကျေစုဝိညာဉ်အလင်းဝိညာဉ်နာဝိညာဉ်နှလုံးသားများဖြစ်စေတော်မူပါချိန်တိုင်းနှင့်အသက်တာများအလုံးကိုဖဖျားရဲ့လက်ဝဲတော်ဆက်ကအနန္တိအခါအဖိုင်တပိုင်းတော်တော်တခင်ရှုခရစ်တော်ဖျားကြီးမြတ်တော်မဟာနာမကိုမြပြုလျက်ယိုသေးလေးမြတ်စွာဘုရားဆွတ်တောင်းဆက်ကပင့်ဖိတ်အတနာခံတောင်းလျှောက်ပါယူလို့ရှင်ပါ အာမင်နှုတ်ကပတ်တော်တစ်ပိုက်ကတုတ်တန်ချံအခန်းကြီး33အငယ်33ဖြစ်ပါတယ်နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုတ်တော်သူသည်ပျက်စီးလိမ့်မည်ပြညတ်တရားတော်ကိုခန့်ညာတော်သူကချမ်းသာရလိမ့်မည်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကသင်ပျက်စီးခြင်းလားသင်ချမ်းသာခြင်းလားဆိုရဲကောင်းစဉ်ဖြစ်ပါတယ် နုကပတ်တော်ကတော့ရှင်းရှင်းလင်းလင်းပါပဲနုကပတ်တော်ကိုမထီမဲ့မြင်ပြုတ်တော်သူသည်ပျက်စီးလည်မည်ပညာတရားတော်ကိုခန့်ညာတော်သူမူကားချမ်းသာရလိမ့်မည်ရွေးရှင်းပါလေကျွန်တော်ပထမတစ်ချက်သင်ပျက်စီးခြင်းလားသင်ပျက်စီးခြင်းလေဆိုရင်ဘုရားသခင်ရဲ့နုကပတ်တော်ကိုသင်မထီမဲ့မြင် ပြုခြင်းအပြင်သင်္ဘောသက်တာ၌ပျက်စီးလို့ရပါတယ်။ကြောင့်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ရောက်လာတဲ့အခါမှာအာနားမထောင်ပဲနဲ့ကုသဘောနဲ့ကို အသက်ရှင်တဲ့သူတွေအသက်ရှင်တဲ့ဘုရင်တွေကျန်းစာထဲမှာအများကြီးရှိပါတယ်။အဲ့ဒီဘုရင်တွေကလည်းနောက်ဆုံးပျက်စီးဆုံးရှုံးခြင်းကိုရောက်ရှိသွားပါတယ်။အဲ့ဒီအထက်မှာမှာ ဥပမာအဖြစ်နေဖုတ်ကနေစာပေါ့နေဖုတ်ကနေစာကဘုရားသခင်ရဲ့နှုတ်ကပတ်တော်သူစီကိုရောက်လာပါတယ်ဘုရားသခင်နှုတ်ကပတ်တော်အတိုင်းသူဟာစိတ်နှလုံးသားနှိတ်ချပြီးတော့သူ့ဘဝတက်တာကိုသူ ပြန်လဲပြုတ်ပြင်အသက်ရှင်မယ်ဆိုရင်သူတရိတ်ဆန်လိုမျိုးစာစာတော့ဘုအခွင့်ဘုရားကပေးမှာမဟုတ်ပါဘူး သို့တော်လည်းနေဖို့ကနေစာဟာယာသခင်နှုတ်ကပတ်တော်ကိုနားမထောင်ပဲနဲ့သူ့ရဲ့စိတ်နှလုံးသားမြင့်မာနရှိခြင်းအရာပေါ်မှာဆက်လက်ပြီးအသက်ရှင်တဲ့အခါမှာနောက်ဆုံးကြတော့သူဟာတရိတ်ဆန်လိုမျိုးစားတောက်ရပါတယ်ဆိုသူ့ရဲ့ဘယင်နေရာကပြည့်စည်သွားပြီးတော့တရိတ်ဆန်ဘဝတရိတ်ဆန်လိုမျိုး စားတောက်ရတဲ့အတ္တတာဖြစ်သွားပါတယ်။နေထိုင်သွားပါတယ်။ဒါဟာနှုတ်ကပတ်တော်ကိုမထီမဲ့မင်ပြုတ်တော်သူရဲ့အတ္တတာဟာပျက်စီးခြင်းကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်တော်ဓမ္မမိတ်ဆွေများနှုတ်ကပတ်တော်ကိုယူသေးပါ။နှုတ်ကပတ်တော်ကိုမထီမဲ့မင်မပြုတ်မိပါရှင်နဲ့။ဒုတိယတစ်ချက်ပညာတရားတော်ကိုခန့်ညာတော်သူကချမ်းသာရလိမ့်မည် ပြညတ်တရားကိုခန့်ညားတော်သူမူကားချမ်းသာရလိမ့်မည်။ကျွန်တော်တို့ဘတ်တော်ထဲမှာပြညတ်တရားဆိုတာကျွန်တော်တို့ဣသရီလလူမျိုးတွေယုံကြည်သူတွေကိုအတ္တတာမှာလပဖို့ရန်အတွက်တိဆောက်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ပြညတ်တရားကိုလွန်ကျူးလို့မရပါဘူး။ပြညတ်တရားကိုလည်းကျွန်တော်တို့ အတက်တာပြညတ်တရားတိုင်အသက်မရှင်လို့လည်းမရပါဘူးဘုရားသခင်က ကြီးစုတော်အဖြစ်ကျွန်တော်တို့ကိုလှုပ်ပေးတာမှန်ပါတယ်သို့တော်လည်းပြညတ်တရားရဲ့တုန်တင်မှု ပြညတ်တရားရဲ့ဆောက်ရှောက်မှုတဲမှာလေကျွန်တော်တို့ရဲ့အသက်တာတိဆောက်ဖို့ရန်အတွက်အရေးကြီးပါတယ်ဆိုတော့ကျမ်းစာက ပြညတ်တရားတော်ကိုခန့်ညာတော်သူကချမ်းသာရလိမ့်မယ် ဆိုကျန်းစာထဲမှာယောရှိမင်းကဗိမာန်တော်ကိုပြန်လည်ပြီးတော့တိဆောက်မိုးမှန်နေတဲ့အချိန်မှာဘာကိုတွေ့ရလဲဆိုတော့ပညာတိကျမ်းပေါ့နော်ပညာတိကျမ်းကိုသူဒါပြန်တွေ့ရတယ်အဲ့ဒီအချိန်မှာအဲ့ဓာတွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာအော်ငါတို့ရဲ့ဘိုးဘေးတွေကဖျားသခင်ရဲ့ပညာတိကျမ်းအတိုင်းနော်ပညာတရားအတိုင်း အသက်မရှင်တဲ့အတွက်ဖះကအမျက်ထွက်တယ်ဆိုတာကိုသူသဘောပေါက်သွားတယ်။အဲ့ဒီအချိန်အောင်ဆက်ပြီးတော့ဘုရားသခင်ရဲ့ပြည့်ညတ်တဲ့ကြံဘုရားသခင်ရဲ့ပြည့်ညတ်တရားအတိုင်းသူအကောင်းဆုံးသူ့ရဲ့တိုင်းပြည်ကိုတည်ဆောက်တဲ့အခါမှာနော်နှစ်30စစ်လည်းမဖြစ်ဘူး။တကယ်ပဲအေးအေးချမ်းချမ်းနဲ့အသက်၈နှစ်လေးမှာတိုင်းပြည်ကြီးကိုအုပ်ချုပ်နိုင်ပါတယ်။ ဆိုတော့ဒီနေ့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေအားလုံးပြည့်ညတ်တရားဟာကျွန်တော်တို့ရဲ့အတ္တကိုလပဖို့ရန်အတွက်တိဆောက်ပေးတဲ့မန်တချက်ဖြစ်ပါတယ်။တင်းရဲ့မျက်နာဟာအမဲဆက်ရှိနေတယ်ဆိုရင်အဲ့ဒီပြည်နေတဲ့အဲ့ဒီအမဲဆက်လေးကိုတုပ်ဖို့ရန်အတွက်တင်းကိုတင်းမြင်လိုက်တဲ့မန်တချက်ဖြစ်ပါတယ်။တင်းရဲ့မျက်ခုံးမွေးဟာ သင်ဆွဲထားတာမဖြောက်ဘူးဆိုရင်အဲ့ဒီမြေခုံးမွေးလအောင်အဲ့ဒီမန်တချက်ကသင်ကိုလပအောင်ပြင်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမ်းစာက ပြညတ်တရားတော်ကိုခန့်ညာတော်သူမူကားချမ်းသာရလိမ့်မယ်။ဒါကြောင့်မလို့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေဒီနှုတ်ပတ်တော်ကိုနားထောင်ခံယူကြတော့ဓမ္မမိတ်ဆွေတွေအားလုံးကျွန်တော်တို့ဘဝအသက်တာမှာ ပျက်စီးလို့လွယ်ပါတယ်ချမ်းသာလို့လည်းလွယ်ပါတယ်ဒါကြောင့်မလို့ပျက်စီးခြင်းနဲ့ဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုမချိမမြင်ပြုပါမယူသေးပါနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုသင်နှလုံးသားထဲမှာမယူသေးပါနဲ့ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကို မခန့်ညားပါနဲ့သင်ပျက်စီးပါ ဖြစ်ပါတယ် သို့တော်လည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုသင်ရဲ့သက်တာမှာယူသေးတယ်။ဘုရားသခင်ရဲ့ပြည့်ညတ်တရားကိုသင်ရဲ့နှလုံးသားထဲမှာခန့်ညားမယ်ဆိုရင်သင်ဟာချမ်းသာရလိမ့်မယ်။ဒါကြောင့်မို့ခြေတော်ဓမ္မမင်းရှင်များအသက်တာ၌ပျက်စီးသောသူမဖြစ်အောင်ချမ်းသာသောသူဖြစ်အောင်ဒီနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ရှောင်လန်းဖို့ရန်အတွက်ဝင်ကားခွန်အားပေးလိုပါတယ်။ဂျာနာယသောနှုတ်ကပတ်တော်ပေါ်မှာဖြာရှင်ဆက်လက်တာ၍ကောင်းချီးပေးပါစေ။ 아멘.